programming မှာဆိုရင် boolean values true false တွေကိုနေရာတော်တော်များများမှာသုံးတာတွေ့ရပါတယ်အဲ့တော့သူက true false ဆိုတဲ့အရာလေးကရိုးရှင်းပေမဲ့အရေးကြီးတဲ့အာအသုံးများတယ်ပေါ့အရေးကြီးပြီးအသုံးများတယ် boolean values ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီခြေက boolean logic အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီခြေကတော့ intech education ကဒေါက်တာရေနာပဲဖြစ်ပါတယ်အဲ့တော့ တကယ်အခုပါသင်ပါရှင်းမယ်ဆိုတော့ boolean logic ပေါ့ boolean logic မှာရှိတဲ့ true false ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုမျှဝေဖြစ်ပါမယ်အဲ့တော့အဓိကအစိတ်ပိုင်းနေနေအဲ့တော့ boolean logic ကျဲဒီပိုင်ချန်လေးမှာပဲပေါ့ပိုင်ချန်လေးမှာပဲရှင်းပြလိုက်မယ်နော်ဟုတ်ပြီအဲ့တော့အဓိကအပြင်ခြေက boolean logic true false ဆိုတာဘာလဲအဲ boolean logic ဒီဘလို့အလုပ်လုပ်လဲပြီးရင် အာ programming language တွေမှာ boolean logic ကိုဘယ်လိုမျိုးအသုံးပြုလဲဆိုတဲ့ဟာကိုရှင်းပြပြီးမှဖြစ်ပါတယ်။အဲ့တော့ boolean logic ကိုနားလည်လို့ရှိရင်ကျေတို့ programming တွေမှာအသုံးပြုတဲ့ condition checking တို့ decision making တွေကိုအလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲ့တော့ computer science မှာ boolean logic ဆိုတာက two value ရှိတဲ့ logic system ။အဲ့တော့ two value ဆိုတော့ဘာတွေများလဲဆိုတော့သူက true false ပေါ့ true အာ true ရယ် force ရယ်ဆိုရယ် values နှစ်ခုပဲရှိပါတယ်အဲ့တော့ boolean logic ကိုတင်ချပညာရှင် Georgi Poling ဆိုတာကအာဒီသူကဒီ boolean logic ကိုအခြေခံအာတိဆောက်ခဲ့တယ်ပေါ့ဒီဒီတင်ခဲ့တယ်ပေါ့လေအဲ့တော့အဲ့တော့အဲ့ဒါကိုသူ့နာမည်ကိုပဲအစွဲပြုပြီးတော့ boolean logic ဆိုပြီးတော့ပဲနာမည်ပေးတာပါသူ့ရဲ့ purpose ကတော့အဓိကတော့ ဘိုလီယန်လော့ဂျစ်တီကို decision making နေ condition checking နေမှာအဓိကအသုံးပြုမှာပဲဖြစ်ပါတယ်ပြီးရင်သူ့ကို programming နေမှာမကရေလို digital circuit design နေ searching algorithm နေမှာလည်းအများဆုံးအသုံးပြုပါတယ်သူကတော့ကွာပုံမှန်အပြင် password ကသာမှန်ရင် အကယ်၍မှာပေါ့ကျေတို့ check လုပ်တယ်ပေါ့အဲ့တော့ programming မှာဆိုရင် check လုပ်တယ် passport လေးကသာမှန်တယ်ဆိုရင်အဲတနည်းအားဖြင့်အမှန်တယ်ဆိုရင်အဲ true ပေါ့လေ password ကသာ true သာဆိုလို့ရှိရင် unlock ပေါ့အဲ့တော့ဖုန်းလေးပွင့်သွားမယ်ပေါ့ဖုန်းပွင့်သွားမယ်ဒါပေမဲ့ password ကသာ password ကသာ force တာဆိုရင်တော့ဖုန်းကမဖွင့်ဘူး block ပဲဖြစ်နေမှာပေါ့အဲ့တော့ဒီလိုပုံစံမျိုးပေါ့ true force ဆိုရက် boolean values ကိုအသုံးပြုတာဖြစ်ပါတယ်အဲ့တော့ boolean values အာဒီနေ့အဖြစ် true force ပေါ့လေ true force ကိုဘယ်မှာသုံးလဲဆိုတော့ဒီနေ့အဖြစ်ဒီခေတ်က boolean အဲ့တော့ b o l e a n ပေါ့ boolean values ကတော့ခုနအချက်ပြောတဲ့အတိုင်းပဲပါရှိမလဲဆိုတော့ true နဲ့ force နဲ့ဆိုပြီးတော့ရှိမယ်ဘယ်မှာသုံးလဲဆိုတော့ boolean expression တွေမှာသုံးပါတယ် boolean expression ပေါ့ boolean expression ဆိုတာဘာလဲဆိုတော့တချို့တို့မှာ programming မှာရှိတဲ့ relational operator တွေ logical operator တွေပေါ့ relational operator တွေ logical operator တွေအဲ့တော့ relational operator က greater than less than greater than equal less than less than equal ဒီလိုမျိုးတွေပေါ့ဒါတွေနဲ့အပြင်ကိုဒီလိုဘာတွေပါတွဲသုံးလဲဆိုတော့ any or the not the ဒါတွေနဲ့ပါ boolean expression တွေနဲ့ပါ အသုံးပြုပြီးရလာတဲ့အဖြစ် result ကိုဒီလို boolean values true false ပါ programming ပြန်ပြောပါမယ်အခြေ programming မှာ သုံးပြတဲ့ boolean expression ဖြစ်တဲ့ relational operator တွေ logical operator တွေအသုံးပြုပြီးထွက်လာတဲ့ result က boolean values true false ပါဥပမာအဖြစ်ခြေကဒီမှာလေအဲ age ကပေါ့အဲ age က greater than 80ဆိုရင်အဲ true ပေါ့ true မဟုတ်ဘူးဆိုရင်တော့ဘာဖြစ်မှာလဲမဟုတ်ဘူးဆိုရင်တော့ false ဆိုပြီးဒီလိုမျိုးအဖြစ်ထွက်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ခြေအာခြေ Python program လေးရှင်းပြပါမယ်။ဒီချဲမှာ h ချဲမှာဒီချဲ20ထည့်ထားရတယ်ပေါ့။20ထည့်ထားရတယ်။ is အဲဆိုရည်လိုက်မယ်နော်။ is adult adult ဆိုရဲ variable လေးထားလိုက်တယ်။ h ကလေ18လား။18ထက်ကြီးလားပေါ့။18ထက်ကြီးလဲဆိုရဲဟာလေးထားလိုက်တယ်ပေါ့။အဲ့တော့ print ဆိုပြီးတော့ is adult လေးကိုထုတ်ကြည့်။အဲ့တော့ဘာထွက်လာမလဲဆိုတော့ here အဖြေကခဏလေးနော်။ อืม true ထွက်တယ်တွေ့လားအဲ့တော့ဒီမှာဆိုရင်ခုနကတကယ်ရှင်းပြရတဲ့အတိုင်းပဲ boolean expression boolean expression ဆိုတာ relational operatory logical operatory သုံးလာတဲ့သုံးမိရလာတဲ့ result ကဘာ result လဲဆိုတော့ခြေတို့ boolean value results ပါဒီမှာဆိုရင် h က18ထက်ကြီးလားကြီးတယ်ဆိုရင် is addict ကို16ထက်ကြီးတယ်ဆိုရင်ဘာထွက်မှာလဲ true ပေါ့ဟုတ်နော် true true ကဘယ်တဲ့ဝင်သွားမလဲဆိုတော့ is adjective အဲ့တော့ relational operator greater than less than greater than equal less than equal 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 not equal ဒီလိုမျိုး relational operator တွေအသုံးပြုပြီး dot relational အာ boolean expression ဖြစ်လာတာပေါ့ boolean expression ကနေထွက်လာတဲ့ result က boolean result ပါ boolean values ပါအဲ့တော့ခြေလို့ is adjective ကိုထုတ်ကြည့်ရင် is adjective ထဲမှာ true ဖြစ်သွားလိမ့်မယ် ီမှာဆိုရင်ဒီချက်ဒီမှာ15ထည့်ထားမယ်ကွာ15ထည့်ထားရင်ဘာထွက်မလဲ15ထည့်ထားရင်အဲ့တော့ age တဲကို15ထည့်ထားတယ် age က greater than 18လားဆိုတော့မှန်လားမမှန်ဘူးဒါကြောင့်မို့လို့ဘာထွက်မလဲဆိုတော့ false ထွက်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျေတို့ boolean expression တွေကျေတို့ boolean values တွေဆိုတဲ့အကြောင်းကိုနားလည်မယ်ဖြစ်ပါတယ်အဲ့တော့ဒီချေနောက်ထပ် example လေးနဲ့ပြောပါအောင်မယ်ဒီချေကဒီမှာ marks တဲ့ပေါ့ master ကိုဒီခေတ်69ထည့်ထားတယ်ပေါ့အဲ့တော့ pass ဆိုတဲ့ဟာတဲ့ကို mass ကခုနအတိုင်းပဲ greater than 60ဖြစ်လာပေါ့ဖြစ်တယ်ဆိုရင် print ဆိုပြီးတော့ဒီခေတ်အ pass ကိုထုတ်မယ်အဲ့တော့ဒီနေရာမှာဆိုရင်ဘာထွက်လာမလဲဆိုတော့အဲခဏလေးဘာဖြစ်လို့လဲอ๋อ sorry pass exam ပေါ့อืมဒီမှာဒီချက် pass exam လေးထည့်လိုက်မယ်ဟုတ်ပြီ okay အဲ့တော့ pass ထားလို့မရအောင်အဲ့တော့ pass exam ဆိုတဲ့ variable လေးရှိတယ်အဲ့ variable လေးကို mass က greater than 60ဖြစ်လာ60ဖြစ်တယ်ဆိုရင်ဒီချက်ဘာထည့်မလဲဆိုတော့ဖြစ်တဲ့ result ကို pass exam လေးကိုထည့်မယ်အဲ့တော့ဘာထည့်လာလဲ here true ထွက်တယ်ဒီနေရာမှာဒီချက်က59ဆိုရင်တော့ဘာထွက်မှာလဲဒီနေရာမှာ59ဆိုရင်တော့အဖြေက posture မှာဖြစ်ပါတယ်အဲ့တော့ခုနကပြန်ပြောမယ်ဆိုရင် boolean expression ကနေအသုံးပြုပြီးတော့ရလာတဲ့ result က boolean values true false ပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျေတော့မှာအဓိကအပြင်ခုနဒီမှာရှင်းပြလိုပဲပေါ့လေ decision making နေ condition checking နေမှာ program ကိုကောင်းကောင်း control လုပ်နိုင်မှုအတွက်ဒီလို boolean values တွေကိုအသုံးပြုတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ နောက်တစ်ခုနောက်တစ်ခုမှာဆိုရင်သူ့မှာလေအဲကျွန်တော် logical operator နဲ့တွဲသုံးတဲ့ဟာရှိတယ်သူ့မှာ an operation an operation ကြည့် an operation မှာဆိုရင်ဘလို့သုံးလဲဆိုတော့လေသူ့ရဲ့ logic က true တစ်ခုလုံး true မှာ true ပါလေ true and true ချက် print ထုတ်လိုက်မယ်เนาะအဲ့တော့ print ထုတ်လိုက်မယ် true uh, true and true so in yeah. true and true so in ba thwet ma le so true thwet đấy. hobi bị che print thwet taw o me true um true and false hobi no true and false pi yin che thai print thwet taw me print true uh sorry false and true ပြီးွားရင် print false and false အဲ့တော့ဒီ result လေးခုကိုကြည့်အောင်เนาะအဲ့တော့ and operation အခုသင်ပါက and operation and operation မှာဆိုရင်ဒီချေတို့မှာ operation လေးခုရှိတယ်ပေါ့အဲ့တော့ true and true ရှိတယ် true and false ရှိတယ် false and true ရှိတယ် false and false ရှိတယ်အဲ့တော့ဒီလေးခု result ကနေဘာတွေထွက်လာမလဲဆိုတော့ကြည့်ရအောင် အဲ့တော့ဘာထွက်လာလဲဆိုတော့ဒီမှာအဲ့တော့ခဏလေးနော်ဒီချက်ဒါလေးချက်ဒါလေးโอเคဟုတ်ပြီအဲ့တော့ true and true ကနေပြီးတော့ true ထွက်တယ် true and false ကနေ false ထွက်တယ် false and true ကနေ false ပဲ false and false ကနေ false ပဲအဲ့တော့နှစ်ခုလုံးပေါ့ condition နှစ်ခုလုံး and operation က ကိုနေရှင်နှစ်ခုလုံး true မှာဒါလင်းဘာထွက်မှာလဲ true တခုခုကဒါ false ဆိုရင်ဘာပဲထွက်မှာလဲဆိုတော့ false ပဲထွက်မှာအဲ့တော့မြင်အောင်ကြည့်ရအောင်ဒီချက်ကဈေးသွားတယ်ဈေးသွားပြီးတော့ဒီချက်အိတ်တလုံးသွားရှာတယ်အိတ်ကလေဒီချက်အနီရောင်လဲဖြစ်ကမယ်ဈေးလဲတက်တာရမယ်အနီရောင်လဲဖြစ်ကမယ်ဈေးလဲတက်တာရမယ်ဆိုမှဒီချက်ဘာထွက်မှာလဲ true ဆိုတဲ့ဝယ်တယ်ဆိုတဲ့အလုပ်ကိုလုပ်မှာအနီရောင်တော့ဖြစ်တယ်ဈေးကြီးနေရယ်ဆိုရင်အချက်ဝယ်မလား မဝယ်ဘူးဒါကြောင့်မို့လို့ fox အနီရောင်မဟုတ်ဘူးဟဲ့ချစ်အပြာရောင်ကြီးရတယ်အဲ့တော့ဒါပေမဲ့ဈေးတော့တက်တာနေဒါပေမဲ့ချေလိုချင်တာကအနီရောင်ဆိုတော့ဝယ်အောင်မလားမဝယ်ဘူးဒါကြောင့်မို့လို့ fox အနီရောင်လည်းမဟုတ်ဘူးဈေးလည်းမတက်တာဘူးဆိုရင်တော့ပူရောင်မှမဝယ်သေးဘူးဒါကြောင့်မို့လို့ fox အဲ့တော့ an operation မှာဆိုရင်ဒီချေလို condition နှစ်ခုလုံး true မှာတာလင် true ထွက်မှာအဖြေက true ထွက်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ ဒါကိုနားလည်မယ်ထင်ပါတယ်เนาะဟုတ်ပြီဆက်သွားမယ်ဒီချိန်နောက်ထပ် example လေးတစ်ခုထပ်ရေးပါအောင်မယ်အဲ့တော့ has ticket ပေါ့ has ticket ဆိုတဲ့ဒါတဲ့ကိုတစ်ချက် true ထည့်ထားမယ် is a duck is a duck တဲ့ကိုလည်းအာချက်အပေါ်မှာ is a duck တွေထည့်ထားတာရှိလို့ခဏလေးစသည်ဖြစ်လိုက်မယ်เนาะ is a duck ဒါလေးဖြစ်လိုက်မယ် okay is attack တဲ့ကိုလည်းဒီချေကမထည့်ထားမလဲဆိုတော့ is attack တဲ့ကိုလည်းချေ true ပဲထည့်ထားမယ်ကွာ true ပဲထည့်ထားမယ်အဲ့တော့ can travel ဆိုရက် can travel ဆိုရက် variable မှာ has ticket and is a debt အဲ့တော့ print can travel အဲ့တော့ has ticket ကလည်း true is a debt ကလည်း true မှသာလေ can travel ကပထမလေး true ထွက်မှာအကယ်၍များ is a debt ကသာ for ဆိုရင် can trouble မှာ trouble လို့ရမလားမရဘူးเนาะဟုတ်ပြီเนาะဟုတ်ပြီအကင်ကြီးများဒီချေက is a debt ကတော့ true ဖြစ်တယ် ticket ကတော့မရှိဘူးဆိုရင်ရော trouble လို့ရမလားဆိုတော့မရပါဘူးနှစ်ခုလုံးမရဘူး is has ticket go is a debt go force တာဆိုရင်ဒီကြတယ် can trouble ကလည်း force အဲ့တော့ပြောချင်တာဘာလဲဆိုတော့ an operation မှာ ကုနေရှင်နှစ်ခုလုံးဘေးကအော့ပရာနှစ်ခုလုံးပေါ့အော့ပရာနှစ်ခုဆိုတာကဒီ n နဲ့ဆက်ထားတယ်ဒီဘက်က process ကို has ticket ဆိုတဲ့အာ values ကိုဒီဘက်က is attack ဆိုတဲ့ values ကိုနှစ်ခုလုံးက true မှာတာလင်းအဖြေက true ထွက်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့နားလည်မယ်ထင်ပါတယ်နော်ဟုတ်ပြီဒါက an operation ပါ an operation နောက်တစ်ခုဆက်သွားမယ် Or operation. Error check tadi walau me. Or operation. or operation aro kuna time true or true. True or true ye, yeah. tiche print uh, true or false ye. Yeah. Print true, yeah. true uh, sorry false. False policy ပေါ့ဟုတ်ပြီအဲ့တော့ဒီမှာကြည့်အောင်အဲ့တော့ဒီလေးခုကြည့်အောင်အဲ့တော့ဒီမှာဆိုရင် run ကြည့်လိုက်မယ်အဲ့တော့ဘာထွက်မလဲကြည့်ရအောင် okay ဒါလေးကိုရွှေ့လိုက်မယ်ခဏလေးเนาะအဲ့တော့ခုနကတုန်းက an operation က process နှစ်ခုလုံး true မှသာလင် true မှာအဖြေက true တစ်ခုခုကသာ false ဆိုရင် false ပဲဟုတ်ပြီเนาะအနေရောင်လဲဖြစ်ကမယ်ဈေးလဲတက်တာမယ်ဆိုမှတချို့က8ကိုဝယ်ပါ အခုလဲကြာ all operation all operation မှာကတစ်ခု true လာနဲ့ true ပါ true or true ဆိုရင် result က true true or false ဆိုလဲ result က true false or true ဆိုလဲပဲ result က true false or false ဆိုလဲပဲ false or false ဆိုရင်တော့နှစ်ခုလုံး false သွားရင်တော့ result က false မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ခုနအတိုင်းပဲပြောမယ်ဆိုရင်အခြေက အိတ်အနီရောင်ဖြစ်ဖြစ်ဈေးသက်သာရာဖြစ်ဖြစ်ချီကအားကြံ့လို့နေပြီကွာဒါကြောင့်မလို့ချီကအိတ်ကအနီရောင်ဖြစ်လဲရတယ်ဈေးလည်းသက်သာလည်းရတယ်နှစ်ခုလေးက option နှစ်ခုလေးကတစ်ခုပြည်လဲရင်ချီကဝယ်မယ်ဒါကြောင့်မလို့အနီရောင်လည်းဖြစ်တယ်ဈေးလည်းသက်သာရယ်ဆိုတော့ချီဝယ်မယ်အနီရောင်တော့ဖြစ်တယ်ဈေးကြီးနေရယ်ဆိုတော့ချီအားကြံ့လို့နေတဲ့အတွက်ကြောင့်ဝယ်လိုက်မယ်မဟုတ်ဘူးအနီရောင်တော့မဟုတ်ဘူးအပြာရောင်ကြီးဟိဒါမဲ့ဈေးသက်သာနေရယ်ဆိုလည်းပဲโอเคဝယ်လိုက်မယ်အနီရောင်လည်းမဟုတ်ဘူး ဈေးလည်းမတက်တာဘူးဆိုရင်တော့တကယ်ဝယ်အောင်မလား။ဒါဆိုရင်တော့ဒီလိုအခြေအနေမှာဆိုရင်တော့ဝယ်ပါမဟုတ်တော့ပါဘူး။ဒါကြောင့်မို့လို့ operation bar dot process နှစ်ခုလုံးအဲ့တော့ဘေးက operator နှစ်ခုလုံး force မှသာလင် force မင်းတစ်ခု true တာနဲ့ true မှဖြစ်ပါတယ်။ Okay ။အဲ့တော့ဒီချဲတို့ example လေးတစ်ခုကြည့်ရအောင်။အဲ့တော့ variable လေးထားလိုက်မယ်။ is weekend ဆိုပြီးတော့ထားလိုက်မယ်။ဟုတ်ပြီနော်။ is weekend ဆိုပြီးတော့ထားလိုက်မယ် is weekend နဲ့ကိုဒီချက်က true ထည့်ထားမယ်အာ have homework have homework တဲ့ကိုဒီချက်က force ထားလိုက်မယ်ဟုတ်ပြီနော် can can relax can relax တဲ့ကို is weekend or have homework ဟုတ်ပြီနော်အဲ့တော့တစ်ခုတည်းက တစ်ခု true တာနဲ့ true မှာ can relax ဟုတ်ပြီနော်အဲ့တော့ဘာထွက်မလဲကြည့်ရအောင်ခြေထားလေးပိတ်လိုက်အောင်မေโอเคအဖေအဲ့တော့ဒီမှာဆိုရင် is weekend နဲ့ကိုဒီခြေက true ထည့်ထားတယ် have homework ထဲကိုခြေက false ထည့်ထားတယ် can relax ထဲကိုနှစ်ခုဘေးက operand နှစ်ခုကို on နဲ့ဆက်ထားတယ် is weekend or have homework တော့ဘာထွက်မလဲဆိုတော့တခု true တာနဲ့ true မှာဖြစ်ပါတယ်ဒါပေမဲ့ is weekend က have homework က false တာဆိုရင်တော့ false ပဲထွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ on operation က be a operand တခုက true တာနဲ့ result က true ထွက်မှာဖြစ်ပါတယ်နောက်တစ်ခု not နောက်တစ်ခု not operation boolean values နဲ့အသုံးပြုတဲ့ not operation ပဲဖြစ်ပါတယ် not operation ကတော့ print not true ဆိုရင် not true ဆိုရင်ဘာထွက်มาလဲ false ပေါ့ဒါပဲလေဟုတ်ပြီเนาะအဲ့တော့ not true ဆိုရင် false ထွက်မယ် print not false ဆိုရင်ရောဘာထွက်มาလဲ true ပဲထွက်มาဖြစ်ပါတယ်ဒါကတော့ not operation တခုခုကိုပြောင်းပြန်သွားလိုက်တာပေါ့ reverse လုပ်လိုက်တာပေါ့အဲ့တော့အဲခြေထားလေးပြလိုက်အောင်မယ် အဲ့တော့ is raining ပေါ့ is raining နဲ့ကိုဒီခေက force ထည့်ထားမယ်အဲ့တော့ go um go outside go outside ဆိုတဲ့ variable တွေကို not is raining ဖြစ်မှာ outside သွားမယ်ဒါကြောင့်မလို့ print go outside ကို ထုတ်ကြည့်မယ်ဒါဆိုရင်ပါထွက်မှာလေ true ထွက်မှာဖြစ်ပါတယ်မိုးမရွာဘူးဆိုရင် တော့မှလည်းမိုးမရွာဘူးဆိုရင်တော့အပြင်သွားမယ်ဆိုတော့မိုးရွာတယ်မှာ false မိုးမရွာဘူးဆိုတော့ true ဆိုတော့ outside အပြင်သွားမှာဖြစ်ပါတယ်နားလည်မယ်ထင်ပါတယ်နော် okay ဟုတ်ပြီအဲ့တော့အဲ့တော့တချေ python နဲ့မှာအသုံးပြုတဲ့အာ connection စစ်တဲ့ဟာလေးနဲ့တချေတွဲပြီးသုံးချင်ပါတယ်အဲဒီချေဒီမှာဒီချေမှာ a share ကို16ထည့်ထားတယ်ပေါ့ဟုတ်ပြီနော် a share ကို16ထည့်ထားတယ် python မှာအသုံးပြုတဲ့ if ဆိုတဲ့ condition လေးနဲ့တွဲသုံးမယ် h ကလေ greater than or equal to 18ဟုတ်ပြီနော်အဲ့တော့ဒီချေကဒီမှာမသုံးခင်ခဏလေးဒါလေးခဏကွတ်ပေးလိုက်အောင်မယ်အဲ့တော့ဒီချေရဲ့ဒီမှာ print ဆိုပြီးတော့ h က greater than 18ဆိုတာမှာဘာထွက်လဲဆိုတာကြည့်ရအောင် print h က greater than 18ဆိုတော့ချေ16ခေထားရယ်နော်အဲ့တော့ဘာထွက်လဲဆိုတော့ false ထွက်တယ်ဟုတ်ပြီနော် h ကို16ထည့်ထားရင် h က greater than 18ဆိုတော့ဘာထွက်မှာလဲ force ထွက်မှာဟုတ်ပြီနော် okay အဲ့ဒါကိုခြေ python code ထဲမှာလာရမ်းမယ် if age က greater than 18ဆိုတော့ဒီက result ကဘာထွက်လဲခုနကအတိုင်းပဲ force ထွက်ခဲ့တယ် force ဒါဆိုရင် print ဆိုပြီးတော့ဘာရေးမလဲဆိုတော့ you attack လို့ရေးမယ်အဲ s ဒါဆိုရင်တော့ print ဆိုပြီးတော့ you uh you are not a attack ဆိုပြီးတော့ရေးမယ် okay အဲ့တော့ဒါလေးစမ်းကြည့်အောင်ဘာထွက်မလဲအဲ့တော့ if ဆိုတဲ့ condition မှန်လို့ရှိရင်ဒီနေရာမှာ true ဆိုရင်ဒီအောက်က then block ပေါ့ you are an attack ဆိုတာပေါ်မယ်ဒီနေရာမှာ false ဆိုရင် s block တဲက you are not an attack ဆိုတာပေါ်မယ် okay အဲ့တော့ you are not an attack အကယ်၍များဒီချေအိတ်ထဲမှာ each ထဲမှာ20ထည့်တယ်နော်ဘာထောက်ပါလားမလဲဒီမှာပါထောက်ပါလဲဒီမှာ condition မှန်နော်ဒီနေရာမှာ true ထွက်မယ် true ထွက်မယ် true ထွက်တော့ you are an attack ဆိုတဲ့စာသားလေးပေါ်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကတော့ဒီချေ boolean values လေးအကြောင်းကိုရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ boolean logic ဆိုတာကကျေတို့ true နဲ့ false ကိုနှစ်မျိုးပဲအသုံးပြုတဲ့ logic system ပဲဖြစ်ပါတယ်သူ့ကိုဘယ်မှာသုံးလဲဆိုတော့ and or not ဆိုတဲ့ basic operation သုံးမျိုးမှာအသုံးပြုတာညပါတယ်ပြီးရင် तू က python programming တနည်းအားဖြင့် programming language တွေပေါ့လေ python မှမဟုတ်ဘူးတခြား programming language တွေမှာလည်းအသုံးပြုတယ်အဲ့တော့အဲ့မှာဆိုရင်ကျေတို့ decision making တွေ condition checking တွေကိုပုံမူပြီးတော့ထိရောက်စွာအကောင့်တွေဖော်နိုင်မှုအတွက်ကိုသူ့ကိုအသုံးပြုပါတယ်အဲ့တော့ program တခြားချေ python နဲ့ပဲရှင်းပြနေတာဖြစ်တယ်အဲ့တော့ programming မှမဟုတ်ဘူးအနည်းအားဖြင့် तू ကို digital circuit တွေ search algorithm ဒန်ဒီမှာလည်းအသုံးပြုတာဖြစ်ပါတယ်အဲ့တော့ boolean logic နဲ့ပတ်သက်တဲ့ programming example တွေကိုတော့တခြားရဲ့ i-dash education ရဲ့ python program basic ဆိုတဲ့ playlist ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်မေးစရာရှိရင်လည်း comment မှာမေးနိုင်ပါတယ်ဒီ video တွေကိုလည်းတငငချင်းတွေအားလုံးလေ့လာလို့ရအောင်လို့ share ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်